ဟယ်လိုအားလုံးပဲမင်္ဂလာပါမိဘပြည်သူတွေအားလုံးကိုယ်စိတ်နှလုံးသုံးပါစလုံးစမ်းမချမ်းသာကြပါစေလို့ကျွန်တော်ဒီကနေဆုတောင်းပေးပါတယ်ဒီနေ့ CCI နဲ့ကျွန်တော်တို့အာ Windows Help Network ကနေမိဘပြည်သူတွေအတွက်စမ်းမရေးအသိပညာပေးလေးတွေပြီးတော့ဘုဟုတုတလေးတွေကိုတင်ဆက်ဝင်ပြပေးနေတာပါပြီးတော့ဒီဗီဒီယိုလေးကိုလည်း မိတ်ဆွေတငယ်ချင်းတွေအမျိုးတွေကိုလက်ဆင့်ခံဝင်ကြပေးဖို့ကျွန်တော်ပန်ကြားလိုပါတယ်ဆိုတော့ဒီနေ့ဝင်မြပေးလိုတဲ့အကြောင်းအရာလေးကတော့အယက်ဆွဲလန်းမှုပြဿနာမှပြန်လည်ထူထောင်ကျန်းမာလာရေးဆိုတဲ့ခေါင်းစဉ်လေးပါဘဝကတိုးတောင်းနေကုန်လွန်သွားတဲ့အချိန်ဒီပြန်ပြဘူးမလဲပြန်ကိုတို့မပိုင်ဘူးဆိုတဲ့စာသားလေးတွေဆိုယူစကားလေးတွေတော့ကြားဘူးကြားမှာပါ မှန်ပါတယ်အရန်တူတောင်းတဲ့ဘဝမတည်ကြတဲ့မလက်ပြန်နေကြတဲ့မှာနေထိုင်ရတဲ့အကန့်အသတ်ရှိတဲ့လူဘဝမှာအသက်ရှင်နေထိုင်ရတဲ့အချိန်မှာဘဝနေထိုင်ပြီးရွေးချယ်မှုမှန်ကန်ဖို့အလွန်အရေးကြီးပါတယ်အတိတ်ကအမားတွေမနေ့ကအမားတွေကတော့ကျွန်တော်တို့လုခတ်ပြီးပြီဖြစ်လို့ပြန်ပြီးတော့အစ်စ်ပြင်လို့တော့မရဘူးဒါပေမဲ့ ရှေ့ဆက်ရမယ်မနှက်ဖြဲတွေအတွက်အနာအကက်တွေအတွက်တော့ကျွန်တော်တို့ရွေးချယ်ခွင့်ပြင်ဆင်ခွင့်တွေတော့ကျွန်တော်တို့အားလုံးကိုယ်စီမှာရှိကြတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့လူဘကရွေးချယ်ဖို့မှန်ကန်ဖို့အရေးကြီးတယ်ကျွန်တော်တို့ရွေးချယ်မှုမှန်ကန်မှပဲကျွန်တော်တို့ရဲ့ဘဝတွေကလှပလာအောင်ကျွန်တော်တို့ရဲ့အနာဂတ်ကိုကျွန်တော်တို့ပုံဖော်နိုင်မှာဖြစ်တယ် ဒီလောကမှာလူဆိုတာတစ်ခါမွေးပြီးတစ်ခါပဲတည်ရတာပါမွေးပွားပြီးမတည်ရဆုံးခင်စัจ जा လေးအချိန်တည်းမှာပဲကျွန်တော်တို့ရွေးချယ်ပွင့်ရှိကြပါတယ်အတိတ်ပဲရှိတဲ့တန်ဖိုးရှိတဲ့ဘဝနဲ့အသက်ရှင်ပါလားဒါမှမဟုတ်တည်ငါအပျော်ပါအပူပြင်းတွေကိုမေ့ဖြောက်ဖို့ငူးရစ်ရင်ဝေတဲ့ဘဝတွေနဲ့ပဲ အသက်ရှင်ပါလားစဉ်းစားဖို့လိုတယ်ကျွန်တော်တို့ကျမ်းမာရေးကိုဖြစ်စည်းစေတဲ့ကျွန်တော်တို့ကျမ်းမာရေးစိတ်ကျမ်းမာရေးမိသားစုဘဝတွေကို ဖြစ်စည်းစေတဲ့ဘဝနေထိုင်နည်းတွေမှာပဲကျွန်တော်တို့ဆက်ရှောက်ပါလားဆိုတာလေကျွန်တော်တို့ရွေးချယ်ဖို့ဖြစ်တယ်ဆိုတော့မင်းစုရဲ့ဆုံးဖြတ်ချက်ရွေးချယ်မှုကအလွန်အရေးကြီးတယ်ဒီအမေဆွေညီကိုလေးတင်အရက်ဆွေးနှမ်းနေတယ် ချက်ချင်းမလို့မြောက်နိုင်သေးဘူးဆိုရင်တောင်မှမိတ်ဆွေရဲ့ဇလန်းကမပြေဆုံးသေးပါဘူးနော်ဒုက္ခတွေနာကျင်ခြင်းတွေမကျမ်းမာခြင်းတွေပြည့်နှက်နေတဲ့လမ်းဆုံးအထီတော့ဆက်ပြီးတော့တောက်သွားဖို့ဆက်လျှောက်သွားဖို့တော့မဟုတ်ဘူးဒီလမ်းကနေလွမြောက်နိုင်တဲ့ဒီချီောင်ခြင်းကနေလွမြောက်နိုင်တဲ့ထွက်ပေါက်တွေလမ်းတွေအများကြီးရှိနေပါတယ် ကျွန်တော်တို့အားလုံးစင်ကျင်သတိပြုနိုင်ဖို့ဒီ American ကျန်းမာရေးဌာန CDC ကျန်းမာရေးစီရင်အချက်အလက်တချို့ကိုလည်းကျွန်တော်အနေငယ်ဝင်ညွှန်လို့ရတယ်။အဲ့ဒါကတော့ American Peter Zoo မှာအရက်အလွန်ကျွန်တော်ချင်းကြောင်းတနည်းမှာအသက်ပေါင်းတသိန်းခုနှစ်ထောင်ရှစ်ထောင်ကျော်အသက်ဆုံးရှုံးနေကြတယ်။တနေ့တည်းမှာလူအသက်ပေါင်း 488ဦးအားတင်းနေမစစ်အချိန်မတန်ဘဲနဲ့စုံပါနေရတယ်ဆိုတာမေဆွေသတိပြုပါဆိုတော့တနာကြီးအတွင်းမှာလူအသက်ပေါင်း20ကျော်သူတို့ချစ်တဲ့မိသားစုတွေသူတို့ချစ်ခင်သူတွေကိုသူတို့မေဆွေတို့ထားခဲ့ပြီးတော့အသက်ဆုံးရှုံးနေရတယ်ငွေကြေးငွေကြေးကုန်ကြမှုအနေနဲ့ကြတော့ ဘီလီယံတန်ပေါင်း1250လောက်ထိခက်ပြနေရတယ်အဲ့ဒါလေးကတော့ကျန်းမာရေးဆောင်ရှောက်မှုကုန်ကြစည်တွေအလုတ်ကိုင်းထိခိုက်လို့နင်နာတာတွေအရက်ကြောင့်အမှုဖြစ်ဖြစ်ပြီးတော့ကုန်ကြစည်တွေထိခိုက်နေတာလေစီးရင်ဒီအရာပါဒီထက်ဝန်းနေစရာအကောင်းဆုံးကတော့ချစ်ခင်တဲ့မိသားစုတွေ အိမ်ဆောင်ပြီးပြုတ်ကွေးနေတယ်ခြေရတဲ့မိသားစုတွေလမ်းခွဲရတယ်ပြီးတော့အနာဂတ်ရှိတဲ့အလုပ်ကိုင်းလူငယ်တွေအနာဂတ်တွေပျောက်ဆုံးနေရတယ်အလုပ်အလုပ်အထောက်ခံရလို့နောက်ဆက်တွဲပြဿနာကတော့မိသားစုပြုတ်ကွေးလို့ဝန်ထဲစိတ်ကြည်စီမှုခံစားရပြီးတော့စိတ်ကြယောဂခံစားနေရတဲ့လူမယ်ကလေးတွေနဲ့လူငယ်တွေပဲ သူတို့ရဲ့ဘဝဟာတကယ်ကိုသူတို့အပြစ်လုပ်ထားတာမရှိဘဲနဲ့မိဘတွေလူကြီးတွေကြောင့်နှလုံးကြည်ခွဲစရာကောင်းတဲ့ဘဝကိုပန်ဆိုင်နေရတယ်။ဒါပေမဲ့ဒရင်ကောင်းတစ်ခုတော့ရှိပါတယ်။အဲ့ဒါကတော့တင်းတကယ်ပြောင်းလဲခြင်းလေဆိုရင်တော့ပြောင်းလဲမှုကအမှတ်တကယ်ဖြစ်နိုင်တယ်ဆိုတာပါပဲ။လွယ်တော့မလွယ်ဘူး။ဒါပေမဲ့ တကယ်ပြောင်းလဲခြင်းနဲ့သူထွက်ကတော့အခက်အခဲရှိနေမယ်မဖြစ်နိုင်ဘူးဆိုတာတော့မရှိပါဘူးကျွန်တော်ကိုယ်တိုင်လည်းသတိခံလို့ပဲကျွန်တော်လည်းလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်ထိထိအရက်ကိုဆွဲလန်းစွာနှင်းနှိမ့်ချိုက်ချိုက်အသုံးခဲ့တဲ့လူတစ်ယောက်ပါတငယ်ချင်းတွေကချစ်စမုန်းနဲ့ကျွန်တော်ကြွတွင်းလို့တော့မှနာမည်ပေးခဲ့တဲ့လူတစ်ယောက်ပါဒါပေမဲ့ ျွန်တော်မိသားစုနဲ့ကျွန်တော်ချစ်ရတဲ့သူအတွက်ကျွန်တော်ဒီအရက်ကိုစွန့်လွတ်ခဲ့တယ်ခု7နှစ်ရှိပြီကျွန်တော်လုံးဝနောင်တမရပါဘူးစိုးစိုးမဖြတ်ခဲ့တာဝယ်နောင်တရမိပါတယ်ကျွန်တော်လည်းဖြတ်နိုင်တယ်လို့ဒီကမိတ်ဆွေတွေလည်းအားပေးလို့ရပထမဆုံးကကိုကိုကိုအရင်ချစ်ကြည့်ပါကိုကိုကိုချစ်နိုင်မှာပဲ ကျွန်တော်တို့ချေရတဲ့လူတွေကိုဂယုဆိုင်နိုင်မယ်ချစ်နိုင်မယ်စောင့်ရှောက်နိုင်မယ်ဆိုတာလေးပါပဲတခါတလေကပြောင်းလဲမှုလုပ်တဲ့နေရာမှာလောဘကြီးပြီးတော့ချစ်ချင်းကြီးပြောင်းလဲဖို့ကတိတ်လို့မလွယ်ဘူးခက်ခဲတယ်ဆိုတော့ချစ်ချင်းကြီးတခါလဲမပြောင်းလဲနိုင်တောင်မှခြေလှမ်းတစ်လှမ်းလေးနဲ့စပြီးတော့စူးစမ်းကြည့်ပါ ဗမာစကားလိုစကားတစ်ခုလေးရှိကြတာတော့တနေ့တလံပကံပေပြေးမလဲဆိုတာပေါ့ဆိုတော့မိုင်းထောင်ကြီးတဲ့ခကြီးတစ်ခုကိုလည်းခြေတက်နှမ်းလေးနဲ့စခဲ့ရတယ်လို့ပဲကျွန်တော်တို့ဒီနေ့တောင်းနေတဲ့အရေးပမာဏကိုတပက်လေးပဲဖြစ်ဖြစ်ဒါမှမဟုတ်တဘူးလေးပဲဖြစ်ဖြစ်ရှော့ပြီးတော့တောက်ကြည့်လိုက်ပါနေတိုင်းတောက်နေတဲ့အရေးကိုလည်း နေတိုင်းမတောက်တော့ပဲနဲ့ဒီတပတ်တော့အနည်းဆုံးမှာ wicket မှာပဲတောက်တော့မယ်ဆိုတော့ဆုံးချက်ချက်လေးစပြီးတော့ခြာကြည့်ပါငါကြိုးစားပြီးပြီငါမလုပ်နိုင်တော့ဘူးဆိုတာတော့မပြောလိုက်ပါနဲ့တကယ်တော့မစ်ဆွေသင်ဟာထင်ထားတာထက်ပိုပြီးတော့အင်အားကြီးတယ်ပေါ့တကယ်လုပ်ချင်တယ်ဆိုရင်စိတ်ရှည်မှုတီးခတ်မှုအားထုတ်မှုတွေကပဲသင်ဘဝကိုပြန်လဲထူထောင်နိုင်မှာပါ တကယ်တမ်းတင့်ကိုကူညီပေးနိုင်တဲ့လူဆိုတာအဝေးကြီးမှမရှိပါဘူးတင့်ကိုယ်တိုင်လည်းဖြစ်ပါလေနော်တင့်ဘဝတစ်ခုလုံးကျမ်းမာလာဖို့လှပလာဖို့အကူအညီတောင်းလာလေရှက်စရာမလိုပါဘူးတကယ်တော့တင့်ကိုပထမဆုံးကူညီပေးနိုင်မှာကတော့တင့်ရဲ့ဆရာဝန်ဒါမှမဟုတ်ရင်စိတ်ကျန်းမာရေးကောင်ဆယ်လာပြီးတော့ recovery group recovery group meeting တွေပြီးတော့ဘုရားကျောင်းအဖွဲ့အစည်းအများကြီးရှိနေပါတယ်သူတို့စီမှာရင်ဖွင့်ပြီးတော့အကူအညီတောင်းခံပါသူတို့ထိုက်တင်တဲ့အကူအညီတွေထိုက်တင်တဲ့လမ်းညွှန်မှုတွေကိုသူတို့ပေးနိုင်ပါတယ်ပြီးတော့မိသားစုဝင်တွေကိုလည်းအကူအညီတောင်းခံပါတကယ်ငါပြောင်းလဲခြင်းဒီဆိုတာလေးကိုသူတို့ကိုပြောပါမိတ်ဆွေထင်ထားတာလေအကူအညီတွေအများကြီး ရမှာပါပြီးတော့ကျွန်တော်တို့ Windows Health Network မှာလည်းကျွန်တော်တို့အရက်ဆွဲလန်းတဲ့လူတွေအတွက်ကူညီပေးတဲ့အစီအစဉ်လေးတွေရှိတယ်အာစေတောချင်းဖြစ်တော်လောင်းစိတ်ချမ်းသာရေး counseling လုပ်ခြင်းအဖြစ်တော်လောင်းပြီးတော့ကျွန်တော်တို့ကျွန်တော်လူမျိုးပဲအာရေးဆွဲလန်းခြင်းကလေလူမြောက်လာတဲ့ coaching ကျွန်တော်တို့အတွေ့အကြုံတွေကိုဝင်ညပေးတာအားပေးတာမျိုးတွေ ဘောလကောင်ကျွန်တော်တို့အကူအညီတွေအများကြီးလာရောက်တောင်းခံနိုင်ပါတယ်ကျွန်တော်ကိုလည်းအာဖုန်းဆက်သွယ်လို့ရပါတယ် CCI နဲ့တဆင်တကယ်တော့ဒီအနာဂတ်ကိုအခုဆွဲလန်းမှုပြဿနာအားနေဆွဲပြီးတော့မချလိုက်ပါနဲ့အနေမမခံပါနဲ့တင်ပေါ်ဝိုင်းအမိုင်းကမပြီးဆုံးသေးပါဘူးတင်လဲကြတဲ့နေရာကြီးခုပြန်ထလိုက်ပါ ကျွန်တော်တို့ကျွန်တော်တို့ဘဝရဲ့တမိုင်းအတစ်ကိုလှလှပပလေးပြန်ရေးချရအောင်ဆိုတော့ဒီနေ့ကတိစပြီးတော့ဒီညနေလေးစလိုက်ရအောင်เนาะကျေးဇူးတင်ပါတယ်